အားလုံးပဲမင်္ဂလာပါ Minecraft ထိုင်းရဲ့ရွှေပြောင်းလို့တမအသိပညာပေးခြင်းစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာကတော့ရေလုတ်တိုင်းနဲ့တက်ဆိုင်တဲ့ဥရေအကြောင်းအရာတွေပဲဖြစ်ပါတယ်။ငါးဖန်းလီလုပ်ငန်းမှာအသက်၁၈နှစ်အောက်ကလေးလို့တမအလုပ်ခိုင်းစီခြင်းကိုကန့်သက်ထားပါတယ်။ငါးဖန်းလီပိုင်ရှင်ဒါမှမဟုတ်ကပရင်ရဲ့သားသမီးနဲ့မွေးစားသားသမီးတွေကလေပေါ်ကိုအလုပ်တင်ဖြစ်လိုက်ပါလို့ပါကအသက်၁၆နှစ်ပြည့်ပြီးသူဖြစ်ရမှာဖြစ်ပြီးဥပဒေအရ အလုတ်တင်လက်မှတ်လေးရှိရမှာဖြစ်ပါတယ်။အလုတ်တင်အလုတ်သမားတအူးကိုလေဒီစီမှာတအူးသာလိုက်ပါဝင်ပြုကြောင်းအလုတ်သမားကာကွယ်စောင့်ရှောက်ရေးဌာနနဲ့စိတ်ကန်းဦးစီးဌာနကထုတ်ပြန်ထားပါတယ်။အလုတ်ရှင်ကအလုတ်သမားကို24နာရီမှတစ်ချိန်10နာရီထက်မနည်းတဲ့နားချိန်ပေးရမှာဖြစ်ပါတယ်။ခုနှစ်ရက်ပတ်တွင်နားချိန်အနည်းဆုံး82နာရီရှိရမှာဖြစ်ပါတယ်။အလုတ်သမားစစ်ဆေးရေးအရာရှိကစစ်ဆေးနိုင်ရန်အနားယူခြင်းအချိန်စရားလေးပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ ရေးပေါ်ချင်းနေဒါမှမဟုတ်အနားယူချိန်မှာအလုတ်ခိုင်းစေခဲ့တဲ့အစားထိုးအချိန်ပေးဖို့လိုအပ်ပြီးအစားထိုးနားချိန်အချိန်စီရလည်းထားရှိရန်လိုအပ်ပါတယ်။ထိုင်းနိုင်ငံရေပိုင်နဲ့အတွင်းတနစ်ထက်ကြောင်ငါးဖက်နေရတဲ့အလုတ်သမားဖြစ်ရင်အဲ့ဒီအလုတ်သမားအားထိုင်းနိုင်ငံကိုတနစ်လျင်တစ်ချိန်ပြန်ပို့ရန်လိုအပ်ပြီးအလုတ်သမားစစ်ဆေးအရာရှိနယ်ပေတွေကအလုတ်သမားရဲ့အလုတ်ကင်ချင်းနဲ့လုပ်ငန်းခွင်အချိန်တွေကိုစစ်ဆေးခွင်ပြန်ရန်လည်းလိုအပ်ပါတယ်။ငါးဖန်းကြာမြင့်ခြင်းကိုလှေစထွက်တဲ့နေ့မှစပြီးရည်တွယ်ရမှာဖြစ်ပါတယ်။ဒုတိယအကြိမ်ငါးဖန်းမထွက်မီ အနည်းဆုံး၁၄ရက်အထိခွင့်ပေးရလိုအပ်ပါတယ်။ခီးသွွားချာခြင်းကိုတော့နားရက်အတွင်းထည့်သွင်းသတ်မှတ်လို့မရပါဘူး။အလုတ္တမ၁၀ရောင်းနဲ့အထက်ရှိတဲ့အလုတ်ရှင်ဖြစ်ပါကအလုတ္တမစီရင်ကိုဥပဒေနဲ့အညီပြုလုပ်ထားရန်လိုအပ်ပါတယ်။အဲ့ဒီစီရင်ကိုအလုတ္တမစစ်စည်းအရာရှိကစစ်စည်းရင်လည်းပြသနိုင်ရမှာဖြစ်ပါတယ်။အလုတ်ရှင်ကအလုတ္တမကိုလောအကပေးချေထားတဲ့အထောက်အထားနဲ့နားရက်အတွင်းအလုတ်လုတ်တဲ့လောအကပေးချေထားတဲ့အထောက်အထားလည်းပြုလုပ်ထားရန်လိုအပ်ပါတယ်။အဲ့ဒီအထောက်အထားကလည်းထိုင်းမာနာနဲ့တခြားအလုတ္တမနားလည်နိုင်တဲ့ ဘာသာနှစ်မျိုးပြုလုပ်ထားဖို့လိုအပ်ပါတယ်။အခုပြောပြခဲ့တဲ့အထောက်အထားကိုအလုံသမားစစ်စည်းအရာရှိကစစ်စည်းနိုင်ရန်လုပ်ငန်းခွင်အတင်းသိမ်းဆည်းထားဖို့လိုအပ်ပါတယ်။အဲ့ဒီအထောက်အထားမှာအလုံသမားရဲ့အမည်မျိုးရိုးအမည်လုတ်ကင်နေတဲ့လုပ်ငန်းတာဝန်လည်းပါရှိရမှာဖြစ်ပါတယ်။အဲ့ပြင်ပုံမှန်လုတ်ချိန်လိုအပ်ကနားရက်တွင်လုတ်ချိန်လိုအပ်ကစစ်စုပေါင်းပေးချေခဲ့တဲ့အလုံအားကစည်ရင်တို့ပါရှိရမှာဖြစ်ပြီးပေးချေမှုပြီးစီးချောင်းကိုလည်းအလုံသမားကိုလက်မှတ်ထိုးခိုင်းဖို့လိုအပ်ပါတယ်။ ငွေပေးချေထားတဲ့စာရစာရန်ကိုလည်းနှစ်နှစ်သိမ်းဆည်းထားဖို့လိုအပ်ပါတယ်။အလုပ်ရှင်အနေနဲ့စီမင်းစည်းကမ်းများဖောက်ဖျက်ခြင်းဒါမှမဟုတ်အလုပ်သမားဥပဒေအရတိုက်ကြားခြင်းခံရပါကအလုပ်သမားရဲ့မှတ်ပုံတွေအချက်အလက်နဲ့လစာပေးချေမှုစာရစာရန်များကိုအမှုပေးဆုံးတဲ့အထည်သိမ်းဆည်းထားဖို့လိုအပ်ပါတယ်။အလုပ်ရှင်ကအလုပ်သမားဝန်ကြီးဌာနကညွှန်ကြားထားတဲ့အတိုင်းအလုပ်ပိတ်ရလိုအပ်ကကိုပေးချေရန်လိုအပ်ပြီး တလားလျင်တစ်ချိန်လူသမားလောအောက်ကိုပြည့်ချင်ရလေလိုအပ်ပါတယ်။လှုပ်ရှင်ကလူသမားကိုတနည်းလျင်ရက်30ထက်မနည်းတဲ့ပိတ်ရက်ကိုစီစဉ်ပေးဖို့လိုအပ်ပါတယ်။ပိတ်ရက်တွင်အလုတ်ခိုင်းစီခဲ့ပါကပုံမှန်လောအခတဲ့တစပူပေးရန်လိုအပ်ပါတယ်။လှုပ်ရှင်အနေနဲ့လူသမားဖျားနာတဲ့အခါမှာပုံမှန်အတိုင်းလောအကပေးရန်လိုအပ်ပြီးတနည်းမှာရက်30အတွက်သာဖျားနာခွင့်အတွက်လောအကဝေရရှိမှာဖြစ်ပါတယ်။လူသမားကအကြောင်းမျိုးမျိုးကြောင့်တခြားနိုင်ငံတွင်ကြံနေခဲ့ပါကကြံနေခဲ့တဲ့ကာလအတွင်းလောအကအား90ရာခိုင်နှုန်းပေးဆောင်ရန်လိုအပ်ပါတယ်။ ငါဖတ်ထွက်တဲ့အချိန်ကာလအတွင်းတောက်ရည်တန်နဲ့စားနေရိတ်ခါကိုအလုံရှင်ကလုံလုံလောက်လောက်ထောက်ပံ့ပေးထားဖို့လိုအပ်ပါတယ်။ဒါအပြင်အလုံသမားရည်အတွက်ပေါ်မူတည်ပြီးအခြေခံစေဝါများလုံလောက်အောင်ထောက်ပံ့ပေးထားဖို့လည်းလိုအပ်ပါတယ်။တန်60ထက်ရှိတဲ့ငါဖတ်လေးဖြစ်ပါကအင်နာထားရှိဖို့လည်းလိုအပ်ပါတယ်။အလုံသမားများအနေနဲ့အစိုးရဌာနနဲ့မိသားစုကိုဆက်သွယ်နိုင်ရန်အလုံရှင်ကငါဖတ်လေးတင်ဖို့ပေါ်မှာဂျိုလူဆက်သွယ်ရေးစနစ်ကိုတက်ဆင်ပေးထားရန်လိုအပ်ပြီးမြန်နှုန်း30အန်ပြီးထက်ရှိရမှာဖြစ်ပါတယ်။ လုပ်ငန်းရှင်ကလို့တမားကိုအလုံးမလုပ်ခင်ငါးဘက်လေတင်းမောပေါ်မှာရှိတဲ့စက္ကရိယာလုပ်ငန်းဝင်ချင်းနေငါးဖန်ကရိယာကျမ်းမာရေးအရေးပေါ်ကယ်ဆယ်ရေးထောက်ကူပစ္စည်းစတဲ့လိုက်နာမယ်အချက်နဲ့သုံးဆွဲရမယ်နည်းလမ်းတွေကိုလည်းရှင်းပြထားဖို့လိုအပ်ပါတယ်အလုပ်ရှင်ကအလုပ်သမားခန့်အပ်ခြင်းစာချုပ်ကိုအလုပ်သမားဝန်ကြီးဌာနရဲ့စီကံအတိုင်းပြုလုပ်ထားရန်လိုအပ်ပါတယ်အလုပ်ခန့်အပ်ခြင်းစာချုပ်တက်တန်းကုံဆောင်ပါကအသည့်ပြန်လည်ခန့်အပ်ချုပ်ဆိုရမှာဖြစ်ပါတယ်အခုပြောပြပေးသွားတဲ့အကြောင်းအရာတွေကတော့ရေလုတ်သားနဲ့သက်ဆိုင်တဲ့ဥပဒေအကြောင်းအရာတွေပဲဖြစ်ပါတယ် ကြည့်ရှုပေးမှုတို့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။